2023ရက်စက်တလ2025ခုနှစ်ဘောင်ရက်တဇောမှအင်ဂျင်ဦးတို့ဤအာဝဟဝိဝဟမင်္ဂလာပွဲ၌စေရင်ချင်းပါသောဓမ္မသဘင်ဝေဟောကြားတော်မူအပ်သောရှင်နဲ့ကြလို့ဒီလိုမှတ်လိုက်ပါတဲ့ဘယ်လိုမှတ်မလဲ ရင်နဲ့ကြတဲ့။ဩဘိဝသန္တိဝသေနပိစုပ္ပန္နာဟိတိနဝဧဝံတံဇာယတိပိမံဥပ္ပလံဝယတောတကိ။လောကမှာရင်နဲ့ကြဆိုတာရှိတယ်တဲ့။ရေကလည်းပဲကြာရှိမှတင်တယ်တဲ့။ကြာလည်းပဲ ရေကြီးမှသာလဲရင်တဲ့ရှင်းသင်နိုင်တယ်တဲ့အဲကြောင့်မလို့အပြန်လန်သဘောတရားရှိအဲ့ဒီလိုပဲဒီကနေ့ဇနီးမောင်နာလည်းပဲရေနဲ့ကြာလို့ပဲတဲ့ရေကလည်းကြာရှိမှကြာကလည်းရေကြီးမှဆိုတဲ့သဘောအတိုင်းလက်ကိုတစိဒီကနေ့ဖြစ်ပေါ်လာတာဟာဆိုရင်တော့ဖြင့်လည်းကိုပေါင်းမှစိတ်တည်းစိတ်ဖြစ်ပေါ်လာတာဆိုရင်တော့ဖြင့်တဲ့မြတ်စွာဘုရားရှင်ကရောမြတ်ကြီးက ပြစ္ဆုဘုံမင်ဝါတဏိဝါဒိနာရှင်ရှင်ဘွားကအညုယုငယ်ဗုဒ္ဓံကုသိုလ်ကောင်းမှုရှိလို့သာလည်းယင်ယခုလိုတဦးနဲ့တဦးတွဲဆောင်ကြတယ်ပြစ္ဆုဘာနာဟိနေနဝယခုပြစ္ဆုဘံဘဝမှာတဦးရဲ့အကျိုးကိုတဦးကဆောင်ရွက်လို့တဦးရဲ့ခေခဲကိုတဦးကပြင်ရှင်းပြီလို့တဲ့ တဥစိတ်အငယ်နေတဲ့ကမ္မတဥကနေပြီးတော့စိတ်ခွန်အားရင်းပေးလို့နောက်ပြီးဆုံးအပြုံးနဲ့ပဲခွန်အားပေးပြီးအကျင့်နဲ့ပဲခွန်အားပေးပြီးပေါ့အဲဒီလိုတဥနဲ့တဥပြစ္ဆုတ်ပါမှာအကြောင်းရှိခဲ့လို့သာလင်တဥနဲ့တဥတွေ့ကြတာတဲ့အဲဒီတော့ယခုလိုနှခုနဲ့စိတ်ဖြစ်ဖို့ဒုမဟုတ်ရေနဲ့ကြဖြစ်ဖို့ဆိုလို့ချင်းတော့ဖြင့် ခြေချင်းကယူခဲ့ဖို့တဲ့ကုသိုလ်ကောင်းမှုရှင်းရှိမရှိရင်ယခုပြေဆုံးပါမှာတောင်းနဲ့အတူကြိုးအကျိုးဆောင်ရခဲ့ကြလို့သာလဲယခုလိုတွေးကြတာတဲ့အဲ့လိုတွေးကြပြီဆိုလို့ချင်းဟောရင်ရင်နဲ့ကြအခြေခံတည်တတ်မှုနံကိုတစိတ်အမြဲတမ်းဖြစ်ဖို့ဆိုလို့ချင်းအင်္ဂါရကလေးတွေငါးမျိုးငါးမျိုးစီရှိတယ်တဲ့အမျိုးသားကလိုက်နာရမယ့် ။ဘောင်ရတဲ့ဆိုလိုက်နိုင်ရမယ့်အင်္ဂါ၅မျိုးအမျိုးသမီးမအင်ဂျင်ဦးလိုက်နိုင်ရမယ့်အင်္ဂါ၅မျိုးဆိုပြီးတော့ဒီလိုရှိတယ်။အဲ့တော့နံပါတ်၄တဲ့။အမျိုးသားလိုက်နိုင်ရမယ့်အင်္ဂါကတော့မိမိရဲ့အမျိုးသမီးကိုကိုယ်နဲ့တည်းရောက်တဲ့အခါမတင်မဲ့မြင်မလုံးပါနဲ့တဲ့။ကိုယ်နဲ့သူနဲ့စတွေ့ကာသအနေထားတော့ကဂယုတ္တဆိုင်ရှိခဲ့တယ်လို့ပဲတဲ့အမြဲတမ်း ပဲယုံဆိုင်ဖို့လိုပါတယ်တူနဲ့ကိုယ်နဲ့စားတွင်းကစားနေတာတော့ကသူကစိမ့်လိုက်တယ်ဆိုရင်ကိုယ်ကအချိန်မရွေးရောက်သွားတယ်သူလိုချင်တာလေးဆိုရင်မဖြစ်မနေမရရအောင်လုပ်ပေးတယ်အဲဒီအနေထားတွေကိုဆက်လက်ပြီးတော့ထိမ့်သိမ်းကြပါတဲ့ငါလက်ထဲရောက်ပြီဆိုပြီးတော့အေးမရခင်ဂျာလိုလေးခေါင်းပေါ်တင်ပြီးတော့လက်ထဲရောက်တော့ ရတောင်းနဲ့နင်းချင်မဲ့ဆိုတဲ့သဘောမျိုးတဲ့ဒီလိုမျိုးမလို့ရဘူးတဲ့မတင်မဲ့မြင်မလို့ပါနဲ့တဲ့ဒါနံပါတ်၄နဲ့နောက်နံပါတ်၄ကတော့ရှားွေလုံးရလာတဲ့ငွေကြီးဥစ္စာကိုတဲ့ဒါမိမိရဲ့အမျိုးသမီးကိုအနားရမယ်မိမိရဲ့ဇနီးကိုအနားရမယ်တဲ့ဒါနံပါတ်၄နဲ့ဒါပြီးတော့ကာမေသူမိစ္ဆာသာရ နံပါတ်3အနေနဲ့မိမိဇနီးများမှတစ်ပါးရှားရှားသောဇနီးများတွင်နဲ့အရှားရှားသောအမျိုးသမီးတွင်နဲ့ပေါင်းလဲပေါင်းပြမှပြုလို့ရဘူးတဲ့မိမိရဲ့အမျိုးသမီးပေါ်မှာသင်္စာရှိရမယ်တဲ့ပေါင်းရဲပေါင်းပြမလို့ရဘူးဆိုပြီးဒါနံပါတ်3အနေနဲ့ဒါအမျိုးသားဖြစ်တဲ့ပုဂ္ဂိုလ်ကဒါလိုက်နာကျင့်သုံးရမယ်တဲ့နံပါတ်4ကတော့ ဝဇ္ဇာဆင်ရင်ပေးရမယ်တဲ့အမျိုးသမီးတွေကအလှပကြိုက်တဲ့မျိုးသမီးတိုင်းအဲဒါကြောင့်မလို့ကိုတတ်နိုင်တော့အဝဇ္ဇာဆင်ရင်ပေးရမယ်ခါအားလျော်စွာတို့တဲ့တတ်နိုင်လို့ချင်းတော့ဖြင့်ရတနာတွေပါဆင်မြန်းပေးရမယ်တဲ့ဒါမျိုးသမီးတွေကရတနာကြီးလည်းပဲကြိုက်တယ်ဒါကြိုးစားပြီးတော့ရှားပြီးတဲ့အခါကျတော့ဒါဆင်မြန်းပေးရမယ်တဲ့နောက်အမတ်တရားနေ့တွေပေါ့စားပြီးတော့ဒုံနဲ့ဒုံတွဲတဲ့နေ့တွေ အဲ့ဒါအရာရင်လည်းမမေးရဘူးတဲ့။နော်အတိတ်မှတ်နေတယ်ပေါ့။အစပြီးတော့ဒုံနဲ့ဒုဘဖြစ်ပြီးတဲ့နေ့တွေ။နော်မင်္ဂလာဆောင်တဲ့နေ့တွေ။အဲအထူးထူးပွားတဲ့ကိုသင်္ကေတလေးတွေရှိတာပဲ။အဲ့ဒီနေ့တွေကိုငါလည်းလည်းရောက်ပြီဆိုပြီးတော့အဲ့လိုမေးမေးလျော့လျော့မလွတ်ရဘူးတဲ့။အဲရဲတာဒါအားလည်းဆိုတာတရိယာပြီးတော့အဲ့ဒီနေ့လေးတွေမှာအခုနလိုပေးရမယ့်ဟာလေးတွေကိုအမှန်တရားဖြစ်နေဆက်လက်မြင်နေကြတော့ ဒါပြေးရမယ်ဝိဇ္ဇာဆင်းရမယ်ယရဏာဒီမှာတဏ္ဏရင်ဆင်းမြန်းရမယ်ဒါဒါမျိုးသားဖြစ်တဲ့ပုဂ္ဂိုလ်ကလိုက်တာအဲနံပါတ်5ကတော့ညံ့ညံ့နုံနုံကျင်ကျင်နာနာရှိပါတဲ့မိမိရဲ့လူသမီးကိုအမြတ်တလို့တန်ဖိုးထားပြီးတော့ဘိုးကလည်းနှဘိုးကအမြတ်တလို့တန်ဖိုးထားပြီးတော့သဘောကျလို့ယူခဲ့တာဆက်လက်ပြီးတဲ့အခါကျတော့အမြတ်တလို့တန်ဖိုးထားပြီးတော့ ခြင်းချင်းနာနာရှိပါဆိုပြီးတော့ဒါနံပါတ်5နေလဲအဲ့လိုရှိတယ်တဲ့ဒါအမျိုးသားကလိုက်နာရမယ့်အင်္ဂါလေးပေါ့နောက်အမျိုးသမီးဖြစ်တဲ့ဘုန်းကိုတဲ့လိုက်နာရမယ့်အင်္ဂါ5ချက်တဲ့အဲ့ဒါကတော့အမျိုးသမီးဖြစ်တဲ့ဘုန်းကအိမ်မူကိစ္စတွေကိုမပြင်းမာနဲ့တဲ့အိမ်မူကိစ္စတွေဆိုတာရှိတယ်တဲ့အိမ်မှာတန်ရှင်းရုံပဲဒါဘုရားပန်းလေးလည်းပဲနော်အိမ်မူကိစ္စတွေ အအဲ့ကိုလည်းဒါမျိုးသမီးဖြစ်တဲ့ပုဂ္ဂိုလ်ကအိမ်မှုလုပ်ငန်းတွေကိုမပြင်းရဘူးတဲ့နော်အရှင်ပြုံမြတ်တဲ့သင်္တန်းအဲတို့အိမ်မှာတို့တကာမှချက်မစားခဲ့ဘူးဟိဆိုပြီးတော့နေလို့မရဘူးငကွားတော့ချက်မစားလဲရအခုကမှတော့ချက်ပြုံစားရတော့မှဖြစ်တယ်နောက်ပြန်ဆုံးဝယ်စားမယ်ဆိုရင်တော့ခါအားလဲဆိုဝယ်စားမယ်တခါသတိကြတော့လေမျိုးသားဘုဖြစ်တဲ့ဘုကကကိုယ်ဇနီးမယားရဲ့လက်ရာလေးစားချင်တယ်ဆိုတာလည်းရှိသေးတယ်။ဒါကြောင့်မလို့ တန်နိုင်ရင်ဒီတိုင်းဒီပါဒါစက်ပြုံနိုင်အောင်အပြင်းအပြင်းလက်ရည်တက်လောင်လေ့ကျင့်ကြိုးစားရအောင်အင်းမြှုပ်လုံငန်းမှန်းများအကုန်ဆောင်ရွက်ရမယ်တဲ့နောက်ကနအမျိုးသားကအလာတဲ့ဝေချင်းနေတဲ့မပြောင်းမပြည့်အောင်ဒိန်ဒိန်ဆောင်ဆောင်ပါတဲ့နံပါတ်2ကဒိန်တော့ကအေးစားဒိန်ဒိန်ရှားရှားဒိန်ဒိန်ဆောင်ဆောင်ပါတဲ့ နံပါတ်3ကတော့မိမိအမျိုးသားမှဓမ္မအရှာရှာသောမျိုးသားတွေနဲ့ပေါက်လဲပေါက်ပြန်မလုံးရဘူးတဲ့မိမိမျိုးသားရဲ့ဘုံမှာဒါသစ္စာရှိရမယ်အမျိုးမျိုးပြည့်တဲ့ပုဂ္ဂိုလ်ကဒါလိုက်နာကျင့်သုံးရနံပါတ်4ကတော့နံပါတ်ပေါက်မိဘဆွေမျိုးတွေအိမ်ကိုလာမယ်အဲ့ဒီလိုလာတဲ့အခါတဲ့ ဟောဘက်ကြီးပဲမြတ်တတ်အောင်တဲ့ကျွေးမွေးပါဘိက္ခမှာတဲ့မိမိအမျိုးလေးလာတော့စေတကဟင်းကောင်းကောင်းလေးအမျိုးသားဘက်ကလာတဲ့အမျိုးလေးလာတော့အေးဟင်းကရှင်ဟင်းကြီးဦးကြီးတော်ပေါ့ဒီလိုမျိုးတွေမဖြစ်အောင်တဲ့မြတ်မြတ်တတ်ချက်ပြုံကျွေးမယ်ဘိက္ခတဲ့ကမှာလည်းပဲမြတ်မြတ်တတ်ဟောဘက်ကြီးပဲအဲ့လိုမြတ်တတ်အောင်ဝေဖန်ပြီးတော့ပေးရတယ်တဲ့ဒါနံပါတ်1နဲ့အမျိုးသမီးကလိုက်နာရအောင်နော် ။နောက်ပြီးတဲ့အခါကျတော့မပြင်းပါနဲ့တဲ့။အမျိုးသမီးဖြစ်တဲ့ပုဂ္ဂိုလ်ကပြင်းပြီဆိုလို့ချင်းတော့ဖြင့်ဒါအိမ်မှာကြက်တည်မရှိတော့ဘူးတဲ့နော်။အဲအမျိုးသမီးဖြစ်တဲ့ပုဂ္ဂိုလ်ကအံပါငါးမြင်နဲ့မပြင်းမရှိလုံးစရာရှိတာတွေကိုအိမ်မုန်းကိစ္စတွေကိုဆောင်ရပါတဲ့နော်။အဲ့ဒီလိုအမျိုးသားကအင်္ဂါ၅ချက်အမျိုးသမီးကအင်္ဂါ၅ချက်ပြည့်ပြည့်စုံစုံလိုက်နာကျင့်သုံးမယ်ဆိုရင်တော့ဖြင့် ါနှစ်ကိုယ်တစ်စိတ်အမြဲတမ်းဖြစ်နေမယ်ရေနဲ့ကြာဟာအမြဲတမ်းတင့်တယ်နေမှာဖြစ်တယ်တဲ့ယခုဘဝရင်ရေနဲ့ကြာမဟုတ်ဘူးနောင်ဘဝရင်လည်းပဲရေနဲ့ကြာဖြစ်ခြင်းနဲ့ဆိုလို့ချင်းတော့ဖြင့်တဲ့သမတရာတဲ့သူမြတဲ့ယုံကြည်မှုတရားများကိုတိဆောက်ပါတဲ့အဲနာသုံးပါးကိုယုံကြည်မှုတရားများကံကံရဲ့အကျိုးကိုယုံကြည်မှုတရားများ ကောင်းတာလို့ရင်ကောင်းကျိုးရမယ်မကောင်းတာလို့ရင်မကောင်းကျိုးခံရမယ်ဆိုရဲယုံကြည်မှုတရားတရားကိုပြုအောင်လို့တဲ့နောက်သမဇာကဧကတဲ့နေရာမှာနဲ့ဦးမြတ်မြတ်တတ်တစိတ်ဓုကိုယ်လူပေးပါကမ်းပါတဲ့သမသီလာကိုရှင်တရားနှစ်ဦးနှစ်ဘက်ကောင်းမွန်အောင်လုပ်ပါအထူးသဖြင့်ကိုယ်လည်း၅ပါးသီလသူလည်း၅ပါးသီလလုံးကျုံအောင်ဒီလိုလုပ်ရမယ် ဓမ္မပညာတဲ့ဆင်ခြင်တုံတရားလို့ခေါ်တယ်သူ၁၀ရက်၅၀ရက်သူဘွဲရကိုဘွဲရဒီလိုပညာမဟုတ်ဘူးဆင်ခြင်တုံတရားအသိဉာဏ်ပညာလည်းပဲတူကြအောင်လုပ်ပါအဲ့ဒါဆိုရင်တော့ဖြင့်တဲ့ဘောတိုင်းဘောတိုင်းမှာတုံးနဲ့တုံးတွေ့ဆုံပြီးတဲ့ခါကျတော့နောက်ဆုံးနိဗ္ဗာန်သွားတဲ့အထိတဲ့မာကပိဏမင်းနဲ့အနောသာမိဘုရားတို့လို့ဘောတိုင်းဘောတိုင်း အတုဘဝဆုံးပြည့်ပြီးတော့နောက်ဆုံးနိဗ္ဗာန်ဇံဝင်တဲ့ဘဝမှာလည်းပဲနိဗ္ဗာန်ကိုအတုတကဝသွားရောက်ကြရတာဖြစ်တယ်တဲ့ဒီနေ့လူစည်းစိမ်နတ်စည်းစိမ်တွေညီငွေတဲ့ဒီနေ့မှာတော့ဖြင့်အလွန်အေးချမ်းတဲ့တန်တိသူကနိဗ္ဗာန်ကြီးရနိုင်ရောက်နိုင်ကြမှာဖြစ်တယ်လို့ဦးစီကိုစီသဘောကြမိတဲ့အခါကျတော့ဒီကလေးမင်္ဂလာဦးစွာဆက်ကလူသားရတဲ့ကုသိုလ်ကောင်းမှုတွေရဲ့အထောက်ပံ့ကြောင့် လူစည်းစိမ်လူချမ်းသာနတ်စည်းစိမ်နတ်ချမ်းသာတွေခံစားဆန်းစားပြီးတော့အဆုံးတစ်နေ့မှာတော့ဖြင့်နိဗ္ဗာန်ဒီမြမောင်ပြုနိုင်ကြပါစေကုန်သောရေလို့ဤဉ္ဇညာညာသုတောင်းမရဏပြုလိုက်ကြကုန်ရာတည်း